လာပါဒီနေ့ကဘာရဲလို့တော့မဟုတ်ဘူးဆိုတော့ဒီ TikTok ကြည့်ရင်လည်းဒီတော်တော်များများ post တွေလည်းအများကြီးတွေ့တယ်ပြီးတော့အကြတော့တတိပေးတဲ့လူတွေလည်းအများကြီးတွေ့တဲ့ခါကျတော့ကိုယ်လည်းပဲဒီပြောချင်တဲ့စိတ်လေးပေါ်လာလို့လာပြောပြတာပေါ့နော်အခုဆိုရင်ဂျပန်မှာဆိုလို့ရှိရင် HIV ကိုကူးစက်ခံရတဲ့တွေ့ ဲတစင်တစင်တစင်နဲ့ကုသခံရတဲ့သူရှိတယ်အလုတ်ခွင်ထဲမှာပါအလုတ်လုံနေနဲ့ဒီမူလဲသွားတော့မှဘာဖြစ်လို့ဖြစ်မှမသိပဲနဲ့ဈေးရောက်တော့မှကိုမ HIV positive ဖြစ်နေရဆိုတော့ surprise ကြီးတွေအာခံရတဲ့သူတွေဒီကိုရီးယားမှာတော့လည်းဟိုတလောကကြားလိုက်တယ်ကိုရီးယားမှာမြန်မာမြန်မာချင်းချင်းပဲဒီ HIV ကုသခံရတာရှိရဆိုတာလည်းတွေ့တယ်အဲ့တော့ကိုရီးဒီမှာလည်းပဲမဖြစ်လာနိုင်ဘူးလို့တော့ပြောလို့မရဘူး ီမှာကကိုရင်အာဒီအလုံးမရခင်ငါတော့ဆေးတွေအကုန်လုံးစစ်ကြတယ်ဘယ်ဝက်ဖြစ်ဖြစ်ဘယ်လိုက်မှာပဲဝင်မယ်ဆေးရတော့အကုန်လုံးစစ်ပြီးတော့မှအိုင်ဒီယာရတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီ80ရာခိုင်နှုန်းနောက်တော့စစ်ဖြစ်ပြီဆိုပေမဲ့အဲ့ဒီမှာစစ်စစ်ပြီးရဲ့နောက်ပိုင်းကနှစ်နှစ်အာ resident နှစ်နှစ် visa ဖြစ်တဲ့အတွက်ကြောင့်မို့လို့နှစ်နှစ်အတွင်းမှာဘာဖြစ်နိုင်လဲဘာဘယ်ကနေပြီးကူးစက်ခံရနိုင်နေရှိလဲဘာလဲဆိုတာကကိုလည်း မပြောနိုင်ဘူးပေါ့နော်အဲ့တော့ကိုနဲ့လှုပ်လှုပ်နေတဲ့လှုပ်ပေါ်ကိုင်းဘက်တည်းရာလဲဘလို့ရဝုံးမှနေနေရလဲဘလို့လူမျိုးတွေနဲ့ပတ်သက်နေရလဲရာလဲကိုကမသိဘူးများတော့အပြည့်အပတ်မီမှာဆိုလို့ရှိရင်အမားတို့ဒီဓာတ်တွေပါတယ်ကိုင်းတာတို့ပြီးလို့ရှိရင်ကော်ဖီတွေပါတယ်ပိုးကွက်တွေဆိုလို့ရှိရင်လည်းပဲဒီဟိုအမားတို့ဆိုလို့ရှိရင်မနက်ကင်းကော်ဖီ collaboration လုပ်ပြီးတော့ coffee tasting လုပ်တယ်ဆိုလို့ရှိရင်ဒီကိုခွဲသူခွဲမဟုတ်ဘူးဒီတိုင်းမှာခွဲတစ်ခွဲတည်းဟိုပဲ barista 2ယောက်ရှိရင်2ယောက်3ယောက်ရှိရင်3ယောက်က မြည်ကြတာဟိုအဲ့လိုမျိုးကြီးလည်းရှိတယ်ဆိုတော့ကြတော့ဘာပဲဖြစ်ဖြစ်တတိကြလို့ရအောင်ဗောနောအာဖြစ်နိုင်ကြီးကတော့နေပါတယ်ဒူဘိုင်းမှာကတော့ဒါပေမဲ့လည်းမဖြစ်ဘူးလို့လည်းပြောလို့မရဘူးဘာလို့လဲဆိုတော့တချို့ ID ရဖို့အတွက်က2ယောက်ဒီ2နှစ် ID က2နှစ်အတွင်းမှာမှနှစ်နှစ် ID ရပြီးသွားလို့ရှိရင်ဆေးရထပ်မစစ်တော့ဘူးကွာထပ်မစစ်တော့အဲနှစ်နှစ်တို့ဆိုတဲ့ကာလကလည်းနေတဲ့ကာလမှမဟုတ်တာ ပြီးလို့ရှိရင်လို့ရှိရင်ဒီမြန်မာပြည်ကနေဆိုလို့ရှိရင်လည်းတချို့ကဆေးစစ်ပြီးတော့มาလာကြတယ်တချို့ကじゃဆေးမစစ်ပဲဒီတိုင်းရောက်ချလာတယ်အလုံးမရတဲ့ခါကျတော့ visit visa အောင်မှာပဲ2လ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 တက်တန်းတိုးတိုးပြီးတော့နေရတူလေးရှိတယ်2လ2လဆိုတော့မှာပဲ3က2လကိုအလုံးရှောက်လို့မရလို့ပဲဖြစ်ဖြစ်ဟိုဘက်ကဒီတိုင်းပဲအဲလာနေရပဲဖြစ်ဖြစ်ဒီဆိုလို့ရှိရင်2လောက်3လတိုးရင်ဆိုရင်တော့မှာပဲ6လပြင်နေပြီကွာအဲ့တော့ ပါပဲဖြစ်ဖြစ်တတိထားတာကတော့မမှားဘူးဘာလို့လဲဆိုတော့ကိုရီးယားဒီလိုနိုင်ငံရဲ့ခြောက်ကိုရောက်လာရဲဆိုတာကတချို့ကကြတော့ဒီနိုင်ငံရေးချင်းနေကြောင်းပဲဒီတိုင်းလာပြီးတော့ရှောင်နေတဲ့တွေရှိရဲအလုံးမလုံးခွဲနေဒီတိုင်းပဲအာအိမ်ကမိဘပတ်စံရှိရောဒီတိုင်းပဲနေနေကိုဘကိုအုံမိစားဝယ်ပြီးနေရဲတွေလည်းရှိရဲအဲ့တော့အာပြီးရင်ကိုရီးလိုမျိုးအလုံးလုံးနေရဲတွေလည်းရှိရဲ ဲ့တော့လူပေါင်းစုံအလွာပေါင်းစုံကဒီမှာရောက်နေကြတာဖြစ်တဲ့အတွက်ပါပဲဖြစ်ဖြစ်အာကိုရဲ့ဂျမိုင်းပြီးရင်ကွန်ပျူတာဆိုရဲ့တိတ်ခါပြီးလို့ရှိရင်ဒါကြီးကဒီယောဂါကြီးကဖြစ်တယ်ဆိုလို့ရှိရင်တော်မမများကဝေးတစ်ခုပဲတွေ့ရဒီကိစ္စကြောင့်ပဲလို့ပဲတွေ့ရဒါပေမဲ့ကုသနိုင်ကြီးကတခြားနေရာတွေမှာလည်းအများကြီးရှိတယ်။ဇပင်ညက်ဆိုင်ရပဲဖြစ်ဖြစ်ဒီလုံထဲမှာအဲ့လိုမျိုးဒါက အပိုးရှိရသူရဲ့သွေးနဲ့ကိုယ့်ရဲ့သွေးနဲ့ပဲထိစပ်မိအားရဖြစ်ဖြစ်အလိုမျိုးဆိုလို့ရှိရင်လည်းကုနိုင်ကြီးကတော့အများကြီးရှိတယ်။ဒါမှဖြစ်လာပြီဆိုရင်ဒီလူချားကောင်းတဲ့လူတနာချားကောင်းတဲ့ယောဂါထဲမှာဒီယောဂါမပါနေဘူးဆိုတော့ကိုယ့်ဘာကိုယ်တတိထားရအောင်လို့အာကိုယ်တိုင်းလည်းပဲတတိထားဆင်ညင်လို့ရအောင်ဘယ်နေရာမှာပဲနေနေအာဘလို့ပဲဖြစ်ဖြစ်ပေါ့နော်အမတို့ကဒီဒူဘိုင်းမှာကတတိထားမှာအများကြီးအများကြီးနေရတတိထားမယ့်နေရာတွေအများကြီးရှိတယ်။ အလိုလေဆိုတော့ flat တွေမှာဆိုလို့ရှိရင်အကုန်လုံးက sharing toilet kitchen အကုန်လုံးကအမှားရ sharing သုံးရတဲ့နေရာတွေဖြစ်တယ်အကုန်လုံးကသူသုံးလိုက်ကိုသုံးလိုက်နဲ့ဘာမှ privacy မရှိတဲ့နေရာလည်းဖြစ်တယ်အဲ့တော့ကြာတော့ကိုယ့်ဘက်ကိုတည်ထားပြီးတော့နေထိုင်ကြပါကိုကျမရေလည်းကိုယူဆိုင်ကြပါပြီးရင်အာဘာပဲဖြစ်ဖြစ်ပေါ့နော်တည်ကိုကဒီအခုမှကိုယ့်ရဲ့ ပတ်နာကိုလည်းပဲ100%မယုံမှနဲ့ဘယ်သူပဲဖြစ်ဖြစ်ပေါ့နော်။ဘာဘယ်နိုင်ငံသားပဲဖြစ်ဖြစ်ပေါ့။ဟိုသူများနိုင်ငံသားမှနိုင်ငံခြားသားမှအုံမမပါကစ္စတန်မှအိန္ဒိယမှဒီလိုမျိုးဖြစ်နိုင်ခြေရှိတယ်လို့ပြောချင်တာမဟုတ်ဘူး။ဘယ်ပတ်နာကိုမဆိုဘယ်နိုင်ငံဘယ်နိုင်ငံသားမဆိုဖြစ်နိုင်ခြေရှိတယ်။ပြီးလို့ရှိရင်ဒီမှာကဗီဇာက ID ကင်ထားတဲ့သူပဲဖြစ်ဖြစ် ID မကင်ထားတဲ့သူပဲဖြစ်ဖြစ်တချို့ဆိုတော့ပြောတယ်လို့ ID ကင်ထားရဲဆိုလို့လည်းနှစ်နှစ်အတွင်းမှာက ပါပဲဖြစ်ဖြစ်ဖြစ်နိုင်နေရှိတယ်ပြီးလို့ရှိရင်ဒီ ID မကင်ထားတဲ့သူတွေဆိုလို့ရှိရင်တော့ပို့ဆိုတာပေါ့ဘာမှစေမစစ်တာလို့ဆိုတော့ဘာဖြစ်လာလဲဆိုတာမသိနိုင်ဘူးပြီးလို့ရှိရင်ဒီမှာကအလုံးသိကြတဲ့အတိုင်းပဲတက်ဆိုင်ကအရန်များတယ်ပြီးလို့ရှိရင်ကူနောက်ပိုင်းမှာဒီဒီလမ်းမလိုက်ကျဲတဲ့ကတ်တေးတည်မလားအားတွေကမတွေ့မရှိတော့တာဗောနော်တိတ်မတွေ့ရတော့တာရှိရနေရလဲရှုံးမှတ်တင်နေအရင်ကဆိုလို့ရှိရင်စာကြီးလို့ရောက်ခွာစားဆိုလို့ရှိရင်အဲ့ အဲဒီဒီအပျော်မယ်ရဲ့ကတ်တွေကို business ကတ်လို့သဘောမျိုးလုတ်ပြီးတော့ဖုန်းနံပါတ်နဲ့ပုံနေနဲ့လမ်းပေါ်မှာရှောက်ကျဲထားရဲဆိုတာအများကြီးပဲအဲ့တော့ဘာပဲဖြစ်ဖြစ်ကိုကိုယူဆိုင်ကြပါဒီမှာကဖြစ်ပြီဆိုလို့ရှိရင်ကိုအတွက်ကိုပဲရှိရဲပြီးလို့ရှိရင်စီးပွားဝကလည်းဒီမှာအရင်သိကြည့်ရဲပြီးလို့ရှိရင်ဒီယောဂကြီးဖြစ်လို့မြန်မာပြည်ပြန်ပြီးဆိုလို့ရှိရင်လည်းပဲမိသားစုဝင်အတွက်ရောကိုအတွက်ရောရှက်ဖို့ကောင်းပါတယ်အဲ့တော့ အာတတိထားစီရင်လို့ရအောင်လို့ပြောပြတာပါเนาะကျေးဇူးပါဟုတ်ပါပါ